စိတ်ကိုအာယုန်နဲ့ဆုံမှုလှူဆောင်ပေးနေတဲ့သဘာဝတရားဟာ52ခုရှိတယ်အပိဓမ္မာမှာ52မျိုးရှိတယ်အပြောမယ်ဆိုရင်စေတသိက်လို့ခေါ်တဲ့အရာတွေ mental property mental state လို့ပြောတယ်စိတ်ရဲ့အခြေအနေတွေ mental activity စိတ်ရဲ့လှုပ်ဆောင်မှုတွေလူတယောက်မှာအင်္ဂါရက်တွေပါတယ်လို့ပဲစိတ်မှာအင်္ဂါရက်တွေပါတည်သဘောမျိုးပေါ့နော်ရုပ်နဲ့အသင်ဆောင်ကြည့်မယ်ဆိုရင်ပစုံလုံးလေးတကောင်သို့မဟုတ်ခဏကောင်တကောင်သူကိုယ်လုံးကြီးနဲ့ရွေရှာဖို့ရတဲ့ကလက်တက်နေပါတယ်အဲ့ဒါတွေနဲ့သွားတာ နော်စိတ်လေးဟာအာယုန်နဲ့ဆုံစည်းဖို့အာယုန်ကိုတိဖို့အတွက်ဝိုင်းဝန်းပြီးတော့ဆောင်ရွက်ကြတယ်ဒါရုပ်ပါလေဒီတိုင်းမှာပဲစဉ်းစားကြည့်လိုက်ပေါ့တယ်လီဗီရှင်းထဲမှာရုပ်ပေါ်ဖို့လို့အတန်ကြားဖို့လို့ဆိုတော့သူကရိယာသူပါရတယ်လေရုပ်ပေါ်ဖို့ကတခုအတန်ကြားဖို့ကတခုအန္တနာလို့ခေါ်တဲ့ဟာ ထောင်မထားဘဲနဲ့ဒုတ်ချောင်းတစ်ချောင်းကထောင်ကြည့်ပါလား။တမန်ဝလုံးတစ်လုံးကောက်ထောင်ကြည့်နေဘယ်ရုပ်ပေါ်မှာတော့နော်။တော်နေသူဝလွဲ့နော်ဖမ်းနိုင်တဲ့ဆိုရင်တတိရှိတာလေ။တော်အလုံးဟာဒီသဘောပဲ။စိတ်မှလည်းပဲစိတ်ဆိုတာတခုတည်းကအကုန်လုံးတာမဟုတ်ဘူး။စိတ်ရဲ့ activity တွေတို့ခေါ်တယ်စိတ်ရဲ့လှုပ်ရှားမှုတွေ ဆိုတဲ့ဒီစေတသိက်တွေက52မျိုးရှိတယ်အဲ့ဒီ52မျိုးတွေက17မျိုးကိုပြောမှာကိုကနော်မနေ့က9မျိုးပြောပြီးပြီအလုံး16မျိုးအစိတ်ပါဝယ်ကဲဟုတ်ပြီဖတ်တာဆိုတာပြောဖတ်တာဆိုတာထိတွေ့မှုထိတွေ့တယ်ဆိုတာရုပ်အတုံးနဲ့ဆင်းနေတယ်သူက အင်္ဂလိပ်လိုတော့ content လို့ပြန်တယ် content ဆက်သွယ်ပေးတယ်သဘောအယုန်နဲ့စိတ်နဲ့တွေ့ဆုံပေးတယ်သဘောသူမပါလို့ရှင်ဖတ်တာမပါလို့ရှင်စိတ်ဟာအယုန်နဲ့တွေ့ပါမဟုတ်ဘူးမတွေ့နိုင်ဘူးပစုံလုံးဟာခြေတော့မပါလို့ရှင်မသွားနိုင်ဘူးအဲ့တော့စိတ်ရဲ့လက်တံတစ်ခုဟာဖတ်တာပါ လက်တန်ခံနေပြီးတော့အာယုန်နဲ့စိတ်နဲ့ဆုံစည်းအောင် तू လုပ်ပေးတာဆုံယုံဆုံပေးတာပဲ तू ကသူ့လောက်ကဒါပဲတခြားလောက် तू မလုပ်ဘူးအဲ့တော့ဒီဖတ်တာဆိုတဲ့သဘာဝလေးကိုလည်းပဲဝိပဿနာရှုတာအနုဘရဝိပဿနာဆိုအဲ့တော့ဖတ်တာရဲ့သဘောလေးကိုအရင်ပြောရအောင်ပါဠိစကားလုံးဖတ်တာထိတွေ့မှု အခုတော့တယောက်နဲ့တယောက်ရံဖြစ်ရင်လည်းထိတွေ့မှုလို့ပြောကြတာနော်ဗတဲ့ရင်လည်းထိတွေ့မှုပဲအဲထိတွေ့မှုအာယုန်စိတ်ထိတွေ့မှုဘသူကလှုပ်ပေးတော့ဆိုဖတ်တာလှုပ်ပေးတာဒါကြောင့်ဖတ်တဲ့ရဲ့လက္ခဏာကို ဖုတနာလက္ခဏောဖတ်တော့ဖတ်တာဒီ အာယုံကိုထိတွေ့တဲ့နေရာဖြစ်ဖြစ်တယ်ထိတွေ့တယ်ဆိုတဲ့သဘောတရားဟာဘုမေလက်နဲ့စပွဲကိုထိတယ်လက်နဲ့စာအုပ်ကိုထိတယ်လက်နဲ့ပစ္စည်းကိုလို့ထိတာပြောရတော့ရုပ်ပန်းဆိုင်ရာထိတာသဘောပေါက်တယ်စိတ်ကဘလို့ထိတွေ့တာလဲဖတ်တာထိတွေ့တယ်သဘောရှိတယ်ဆိုထိတွေ့တယ်သဘောရှိတယ်ဆိုဘလို့ထိတာတော့ စိတ်ဟာအာယုံပေါ်မှာကြောက်ဖြစ်ပေါ်သွားမှုဟာတဲ့ဖတ်တတ်ရဲ့ဆိုရင်ဒါမို့ဆိုစိတ်နဲ့အာယုံနဲ့မတွေ့ဘူးဒါမို့ခန့်ထက်လို့ပြန်တာအဆက်အသွယ်လို့ပြောတာနော်ဆက်တွေ့ပြလိုက်တာစိတ်နဲ့အာယုံနဲ့ဆုံသွားတာဘယ်သူကလှုပ်တာတော့ဆိုစိတ်နဲ့အာယုံနဲ့ဆုံတာကစိတ်ကစိတ်အာယုံကအာယုံဒီနှစ်ခု ေါင်းစုံမှုကအကျိုးပေါင်းစုံအောင်လုပ်ပေးတဲ့ဟာတဘာဝတရားတစ်ခုအဲ့ဒါကိုဖတ်တာလို့ခေါ်တယ်စိတ်နဲ့အာယုံစုံစည်းမှု ဖြစ်သွားအောင်ဆန်းဆောင်မှုပေးတာဖတ်တာဒါစိတ်တတ္တအာရမဏတမေစိတ်တတ္တပထမဗိနိပါတော်ဟုတ်တော်အာဖတ်တော်အာရမဏဖုတမနောဥပ္ပစ္စတိ အာယုံမောမှာစိတ်နဲ့အာယုံနဲ့ထိတွေ့တော့မနေ့ကဝိတက်ကအာယုံမောမှာတင်ပေးတယ်လို့ပြောတာနော်ဝိတက်ကတင်ပေးတာအာယုံနဲ့စိတ်နဲ့ဆုံမိတော့အောင်လုပ်ထကြတော့ဖတ်တာတဘာဝါကြီးမတူနော်အဲ့တော့ဖတ်တာရဲ့ထိတွေ့မှုဆိုတဲ့အခါမှာနန္ဒီအဲ့ထိတွေ့မှုကလွန်သိပ်ပွေးတယ် သို့သောထိတွေ့တယ်လို့ပြောနိုင်အောင်ထင်ရှားတဲ့တရကတွေကိုပြောလို့ရတယ်ထင်ရှားတဲ့တရကကိုပြောစာပေကျမ်းကမှဒီဥပမာလေးတွေကိုပေးထားတယ်လူတိုင်းလဲကြုံမှုမှာပါကိုရှိမှာစိဝတီတို့တမယာတီတို့အချင်းနေစားနေပဲဆိုလို့ရှိရင် ကိုကမြင်အောင်မြင်တာပဲလေမြင်တာပဲရှိတယ်ကိုစားတာမဟုတ်ဒါပေမဲ့အချင်းစားနေတဲ့လူမြင်ပြီးတော့ကြည့်တဲ့လူရဲ့ပါဇာထဲမှာဘာဖြစ်လှုပ်ရှားမှုတွေဖြစ်အဲ့ဒါဖတ်တာရဲ့သဘောပဲအချင်းတက်ဖြစ်ပေါ်နေတဲ့အခါမှာတေကြတယ်ပေါ့နော် ပါဇက်ကနေပြီးတော့ခရွဲထဲမှာတတွေးဖြစ်လာတယ်အဲ့ဒါဖတ်တဲ့အထီးတွေ့မှုပဲနောက်တစ်ခါလူတယောက်ကဟိုအမြင့်မော်တက်ရနေတယ်ကြောက်တတ်တဲ့လူကအဲ့ဒါကြည့်ပြီးအောက်ကဒူးတုံနေတယ်ပမာစကားမှာတော့လံပြပစင်နာခြေကန်းကချိပါလို့ပြောတယ် လမ်းများကိုကြီးကန်းကြောက်တာကိုပစင်းကတော့လမ်းများပေါ်နားနေတာအဲ့ဒါကြီးကန်းကကြည့်ပြီးတော့အသေးရတချို့ကလည်းပြောတယ်ဒန်အိုဖင်ကိုသဲနဲ့ချစ်တဲ့အခါမှာရှင်းမှတ်တယ်မှာကလုကလုဖြစ်တယ်ဒါအဲ့ဒါလည်းဖတ်တာရဲ့သဘောလေးကိုပြောတယ်အဲ့သူရဲ့ထိခိုက်မှုကပြင်းထန်တယ်ဆိုတာထင်ရှားတယ် အကျဉ်းတရားကြီးမတဲ့ပုဂ္ဂိုလ်ရဲ့ရှေ့မှာတရားရုပ်ကိုနှိမ့်ဆက်လို့သွေးတဲ့တန်ရွေတွေဖြစ်တာမြင်လို့ရှိရင်အဲ့ဒါ short ဖြစ်သွားတယ်။ဟောသူ့ဘာမှထိတာမဟုတ်ဘူး။ကိုရှိမှလူတယောက်ဒုက္ခရောက်သွားတာကိုမြင်လိုက်တာနဲ့ short ဖြစ်သွားတဲ့လူတွေရှိတယ်။တချို့ကအသက်တောင်ဆုံးသွားတာတောင်ရှိတယ်။အဲ့ဒါဘာလို့ကြောင့်လဲဆိုဖတ်တာကြောင့် พราไตรที่ไก่มือเราที่อ่อนเปี้ยนทันเองแต่นั่นเดียจริงที่ละเนาะเออพระไตรตัวพัฒนาดีอายุเนี่ยสิกูที่ตัวเสิ่งนั้นละขนาดสิ่งใดด้วงสามีมุกิสาบารุสตั้งขัดนาระดอร์อายุเนี่ยสิกูยักษ์สิที่ละมาขนาลู တမန်ထီယုံမျိုးမဟုတ်ဖ ೇನೆ မီးပွင့်တော့အောင်ထီးတဲ့အထီးပဲမီးပွင့်သွားလို့ဒုတုံသွားတာလေဒုတုံတော့အောင်တရွေးတွေထွက်လာအောင်ဖသရဲ့ရက်ခတ်မှုကပြင်းတယ်လို့ပြောတာတန်ကတနာရတော်နောက်ဖသရဲ့ပုံပန်းတရံကိုကြည့်တဲ့အခါတန်နိပါတပစ္စုပ္ပထာနော သူဖြစ်လာတာဟာသုံးမျိုးပေါင်းစုံတဲ့အခါမှာဖြစ်တည်ရှိတယ်သုံးမျိုးဆိုတာဘာလို့အာယုံရဲ့ဝတ္ထုရဲ့စိတ်ရဲ့အဲသုံးမျိုးပေါ်တဲ့အခါမှာသူပါလာသူရောက်လာဆိုတော့မျက်စိနဲ့အစင်နှစ်ခုဆုံလိုက်တဲ့အခါမှာမြင်သိစိတ်လေးပေါ်လာအဲ့ဒီမြင်သိစိတ်ပေါ်လာတဲ့နေ့တည်းပြန်နေဖတ်တာပေါ်လာ မြင်သိစိတ်ကိုနဲ့တွဲပြီးတော့တခါလဲပေါ်အဲ့ဒါကိုသဟဇာတတ္တိလို့ခေါ်တယ်ဖြိုင်မှုဖြစ်တာ သုံးခုပုံချင်းပေါင်းချင်းသုံးခုဆုံမိခြင်းကြောင့်ဖတ်တာလေးဖြစ်လာတာဟာသုံးခုဆုံတာကအကြောင်းတရားဖတ်တာဖြစ်တာ အကျိုးတရားဆုံမိခြင်းကြောင့်ဖြစ်လာတာဟာဆုံတာကအရင်ဆုံတာ ဖတ်သက်ဖြစ်တာကနောက်မှလို့ဒီလိုမဟုတ်ဘူးဆုံတာနဲ့တပြိုင်နဲ့ဖြစ်သွားထိလိုက်တာနဲ့ပြီးပွင့်သွားတာမျိုးသဘောပြုပေါ့ဟောမိထွန်းလိုက်ရင်အလင်းပေါ်လာတာနဲ့အမောင်ပြောက်သွားတာပြိုင်လို့ဖြစ်တယ်လေဘယ်ဟာရှိကြတယ်ဘယ်ဟာနောက်ကြတယ်လို့ခွဲလို့မရဘူး one moment တွင်မှာအမောင်လည်းပြောက်လင်းလည်းရောက်အဲ့တော့ဖတ်တာဒီခုနက မျက်စိမှာ ဖြစ်တဲ့ဖသဆိုလို့ရှိရင်စကုဒါရမှာဖြစ်တဲ့ဖသဆိုရင် မျက်စိနဲ့အစင်းဆုံတဲ့အခါမြင်သိစိတ်ပေါ်တယ်အဲ့သုံးခုပေါင်းလိုက်တာနဲ့တည်းနဲ့ဖသပေါ်လာတယ်အသူရဲ့ဖြစ်ပေါ်လာဘူးတောရှင်သာရိပုတ္တရာပြောတယ်နေဖသပေါ်လာဘူးဝိထိတာဥပိ္ပစံတိဖသဖြစ်တာကိုသူကြည့်လိုက်တဲ့အခါထင်းထင်းရှားရှားကိုသူသိသွားတယ် ဒီလိုပေါ်လာတာဆိုတာသူသိသွားဝိထိတာဥပ္ပဇ္ဇံထင်းနေရှာသိပြီပေါ်လာပါတယ်ဝိထိတာဥပ္ပထန္တိဖမရဲ့အနေထားဟာပုံကြီးကထင်းနေရှာပေါ်လာတယ်ဝိထိတာ အပ္ပတကိသန္တိပေါ်လာပြီတဲ့နောက်ပျောက်သွားတာလည်းသူသိလိုက်တယ်ပေါ်လာလည်းသိတယ်ပျောက်တာလည်းသိတယ်ဆိုသူရဲ့ဉာဏ်ဆူရောက်မှုကဘယ်လောက်ရှိတယ်ဆိုစေသားကြည့်ပေါ့ဘယ်လောက်သိမ့်မွေးတဲ့အရာလေးတစ်ခုကို ေါ်လာတာလည်းទីလိုက်တယ်ထင်ရှားနေတာလည်းទីလိုက်တယ်ပျောက်သွားတာလည်းទីလိုက်တယ်အဲ့ဒီទីတဲ့အခါမှာဝိပဿနာအသိနဲ့ရှုတယ်ဧဝံခိရအော်မရှိခင်ကနေပြီးတော့ငါကကြိုတင်ရှိနေတာမဟုတ်ပဲနဲ့သုံးခုပေါင်းစုံလိုက်တဲ့အခါဖသပေါ်လာပါလားပေါ်လာပြီးရင်ပျောက်သွားတာပါလားလို့ကောင်းကောင်းကြီးသိသွားတယ် ဒါဝိပဿနာလို့ခေါ်တယ်။တဘာဝတရားတစ်ခုကိုကောင်းသိတယ်။အဲ့တော့လူတိုင်းလူတိုင်းမှာဖတ်သရှိပါတယ်။တွေ့အောင်ရှာ။တွေ့အောင်ရှာဖို့အတွက်တော့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာရှာမှရမှာ။တခြင်းနှထောင်းရင်တော့ရှာလို့ရမှာတော့မဟုတ်ဘူး။ဒါမို့တွေ့အောင်ရှာဖို့အတွက် တတိရှိဖို့လိုတယ်တမာရီရှိဖို့လိုတယ်ပညာရှိဖို့လိုတယ်ဝီရိယရှိဖို့လိုတယ်တရားထုတ်တယ်ဆိုတာမဟာတိဝရဏသုံးပါးမြတ်စွာဘုရားဟောသလိုအတ္တပိသမဇာနောတတိမအတ္တပိမတွေ့တရားလောက်မယ်ဆိုရဲလုံးလာသမဇာနောတည်တည်ချာချာတဘာဝတရားကိုသိတယ် တတိမအာရုံနဲ့စိတ်ဉာဏ်ဆုံမိအောင်တတိရှိတယ်ဒီသုံးခုနာမည်နဲ့ဖော်ပြီးတော့ပြောတာဝိပဿနာတဲ့တရားထုတ်တယ်ဆိုတာလုံလဝီရိယရဲ့ပညာရဲ့တတိရဲ့သူတို့သုံးခုဟာအရေးကြီးတယ်လို့သူတို့ပြောတာဒီထဲမှာတမာရီကိုတော့တည့်ရထဲမပြောတော့ဘူးအော် အဲ့တော့အဲ့ဒီသုံးခုနဲ့ရှာလိုက်တဲ့အခါမှာဖတ်တာဒီလိုဖြစ်လာတယ်ဆိုနားနဲ့အတန်ကြားတဲ့အခါမှာနားနဲ့အတန်အတန်နဲ့နားနဲ့ဆုံမိလိုက်တဲ့အခါမှာကြားသိစိတ်ပေါ်လိုက်တာနဲ့တရားနဲ့ဖတ်တတ်ပါလားဒါကိုတဏိပါတပိစုပ္ပထာနောတဏိပါတဆိုဒီသုံးခုဆုံလိုက်တာနဲ့တရားနဲ့ဖတ်တာလေးပေါ်လာခဲ့ပြီဖတ်တဲ့ဘာဝကို ဒီတရားကိုရှာတွေ့တာရှာတွေ့ပြီးတော့မမြဲတဲ့သဘောတွေကုန်သိလိုက်တယ်ဝိပဿနာရှုတယ်ဒီလိုဆိုလို့ရပါတော့